အားသာဝါနာရှင်ညီကောင်မောင်များအလုံးပဲမင်္ဂလာနေ့လေခင်ပါခင်ဗျာမက်စလာ၄ရက်နေ့ရဲ့နောက်ဆုံးရအာဆင်နယ်နေ့လေခင်တရင်၄ပုတ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင်ပထမဆုံးတင်တဲ့ပုဂ္ဂိုလ်ကတော့အာဆင်နယ်တို့စီမှာအားစားလိုက်တာတစ်ဖြစ်လာဖို့အနည်းဆက်ဆုံးဖြစ်နေခဲ့တဲ့အန်ထရီပါတာနဲ့ပဲစလိုက်ရအောင် ဒီသတင်းမှာအဓိကဖော်ပြချင်တာအားစားထိုက်တာအကြောင်းမဟုတ်ဘူး။သူရောက်လာခင်ပထမဆုံးခေါ်ဝင်ဖြစ်မဲ့ကစားသမားတယောက်အကြောင်းအန်ဒရီဘာတာကိုလက်ရှိချိန်မှာအာဆင်နယ်သင်းတို့ရဲ့ပိုင်ရှင်ဖြစ်တဲ့ခရိုကီကိုရိုင်းကနောက်ဆုံးအချိန်ထိဆွေးနွေးမှုတွေလုပ်နေတယ်။ Finance Stat Show ပြီးသွားရင်တရားဝင်လက်မှတ်ထိုးမှုတွေလုပ်တော့မှာ။ဒီအချိန်မှာ53နှစ်ရဲ့အီတလီသားကအာဆင်နယ်သင်းမှာအားစားထိုက်တာတရားဝင်ဖြစ်တာနဲ့လာမယ့်နေ့မှာသူ့ရဲ့ပထမဆုံးခေါ်မှုကိုလိုင်းလီသင်းရဲ့တက်စစ်ကစားသမားဂျိုနသန်ဒေးဗစ်ကိုခေါ်ဖို့အတွက်ပြင်မှတ်ထားနေတယ်။ သူ့ရဲ့ပထမဆုံးခုံမှုဖြစ်ပါသူကဒီကစားမောက်လှုပ်ချင်နေဆိုပြီးတော့စာချတာဖို့လိုက်လို့ခေါ်တဲ့သတင်းထောက်တောက်ကပြောသွားခဲ့တယ်။ Twitter မှာ follower သိန်းကျော်ရှိတဲ့သတင်းထောက်တောက်ပါပဲ။အဲ့တော့သူ့ရဲ့ဖော်ပြထားချက်ရဆိုရင်တော့ Arsenal ရဲ့ Arsenal Writer တဲ့ Andre Barter က ပထမဆုံးကစားသမားခေါ်မှုကိုအလွတ်ပြောင်းရွှေ့ရေးကစားသမားဖြစ်တဲ့ဂျိုဒန်တန်ဒီဗစ်ကိုခေါ်ယူသွားဖို့များပါတယ်။အဲအဲ့လိုဆိုအလွတ်နဲ့ခေါ်လိုက်တယ်ဆိုပေမဲ့လာစားတော့မြန်မာဆိုတာပေးရမှာတစ်ဖက်မှာလည်းဒီတယောက်တည်းခေါ်ပြီးတော့တိုက်စစ်ပိုင်းကိုရက်တက်လိုက်မယ်လို့ကျွန်တော်မထင်ဘူး။အခြားကစားသမားတွေလည်းခေါ်ဦးမှာပြီးတော့လေဒီနေရာမှာတခုပြောချင်တာလေ entry barter ဆိုတာကတီကိုမှာနှစ်တီအကြာကြီးလှုပ်လှုပ်လာခဲ့တာ။ तू က73နှစ်လောက်ထိ72နှစ်73နှစ်လောက်ထိတောင်းဝန်ထမ်းဆောင်ခဲ့အဲ့အိမ်မှာ။ အတလတီကိုမက်ဒရစ်မှာနီးပြဆင်မိုနီနဲ့တိုက်ပြီးအစေးမကတ်ပြီးမဲ့ကောင်းကောင်းလက်တွဲပြီးအသင်းရဲ့တိုးတက်ဖို့အတွက်လုံနိုင်ခဲ့တဲ့ကစားသမားခေါ်ယူမှုအမှန်လေတကယ်ကိုကောင်းမွန်တဲ့ခေါ်မှုတွေလုံနိုင်ခဲ့တာတွေ့ရတယ်အဲ့တော့ AC Milan ရဲ့ကောင်းမွန်တဲ့ကမ်းလှမ်းမှုတွေကိုပယ်ချခဲ့ပြီးတော့ London Club ရဲ့အားစားတိုက်တာ ဖြစ်ဖို့အတွက်တော်တော်လေးကိုမှနီးစပ်နေပြီးတော့မကြခင်မှာတည်ယုံဝင်ထုတ်ဖော်ပြီးတော့လက်မှတ်ထိုးသွားဖို့ရှိရဆိုပြီးတော့ Romano ကလည်းအတည်ပြုထားပြီးသားပေါ့လေ25နှစ်ရဲ့ကနေဒါသား လက်ရှိလိုင်းလီတင်း33ဘွဲ့မှာ16ဂိုးသူမီ9လုံးဖိုင်ထားတဲ့ဂျိုနာသန်ဒေးဗစ်ကိုတော့ဒီအာဆာတိုက်ကြတော်တော်လေးသဘောကျနေပြီးအာဆင်နယ်တင်းရဲ့တိုက်စစ်ပိုင်းအတွက်ခေါ်ယူဖို့အတွက်သူကပြတ်မှတ်ထားနေကြတာပါ အဲပြီးတော့တခုပြောချင်တာကတိုက်စစ်မှုတွေတိုက်စစ်ပိုင်းကစားသမားတွေဝင်ရကစားသမားတွေဝယ်တဲ့အပိုင်းမှာဒီအာဆာတွေကတော်တော်လေးထက်ထက်မြတ်ရှိရဆိုတဲ့သတင်းချို့လည်းတက်နေတယ်။အဲ့ဒီအတွက်အာဆင်နယ်တို့ကရှေ့ရအဆက်ဆက်အာဆာဒရိုက်တာတွေလက်ထက်မှာတိုက်စစ်ပိုင်းအင်အားဖြစ်တည်မှုတွေသဘောမကျခဲ့တာဖြစ်တဲ့အတွက်အခုတိုက်စစ်ပိုင်းခေါ်တာတော်တဲ့အာဆာဒရိုက်တာကိုဦးစားပေးခန့်နေလို့တော့ကျွန်တော်ကထင်တယ်။ဒီညမှာဒီသတင်းနဲ့အပြိုင်ပွဲဝက်ဆန်ယူနိုက်တက်ကလည်းဂျိုနာသန်ဒေးဗစ်ကိုခေါ်ဖို့အတွက်အေဂျင့်ကော်မရှင်က လောက်ခလာစာဘောနပ်အပါ UO တန်းတစ်စင်နဲ့ကန်လန့်မှုပြင်ဆင်နေတယ်။အမေရိကန်ကဂျိုနသန်ဒေးဗစ်ကလိုက်လီအသင်းနဲ့လာမဲ့ညွေရသည်ဆိုရင်တက်တန်းကုန်ဆုံးပြီးအလုံးနဲ့ထွက်ခွာမှာဒီမှာသူ့ကိုဝိုင်းလူမဲ့အသင်းတွေကလာစာဘလောက်ပေးနိုင်မလဲဆိုတာနဲ့ပုံမှန်ပွဲကစားခွင့်ရနှစ်ဘလောက်ချုပ်နိုင်မလဲဆိုတာကပဲအဓိကအချက်ဖြစ်သွားပါ။ ဲ့လိုဆိုဂျိုနသန်ဒေးဗစ်ရဲ့စာရင်ဂျိုနသန်ဒေးဗစ်ကအေဂျင့်ကိုပဲအဓိကကဲ့ရမယ်နေတာဒီနေရာမှာတိုက်စစ်မှုတွေဝင်းကားကစားသမားတွေအတက်ကင်မဖီကစားသမားတွေဝဲနေနေရာမှာတိတ်ကိုတော်တဲ့အန်ဒရီဘာတာကိုအာဆင်နယ်ကဒီမက်စလာအတွင်းမှာပဲခံဖို့အတွက်စူးစမ်းနေပါတယ်သူကတော့ရိုဒရီ ကူညာအတာဝူရဲ့ခရစ်မန်တကယ့်ကိုအဲ့ကစားသမားတွေကိုခေါ်ပြီးတော့ပြန်လည်ရောင်းချတဲ့ဘက်မှာတော်တော်လေးကိုနာမည်ကြီးခဲ့တဲ့အာဆာတိုက်တာပါအဲအများကြီးရှိပါသေးတယ်တချို့ပလေယာကြီးလည်းသူခေါ်ပြီးမှဖြစ်မြောက်ခဲ့တာရှိရဲ့ဖလော့ဝါရာကြီးလည်းရှိရဲ့ဒါပေမဲ့ဒီလေးယောက်ကတော့ကျွန်တော်တော်တော်လေးသဘောကျတဲ့သူ့ရဲ့ကစားသမားဝယ်ရောင်းတဲကပေါ့လေအဲ့တော့ခရစ်မန်ဆိုလို့ရှိရင်သူယူတန်း30နဲ့ခေါ်ခဲ့တာပြီးတော့ဘာစီလိုနာစီကိုယူတန်း130နဲ့တင်ပြီးတော့ရောင်းချနိုင်ခဲ့တယ် အဲ့တော့အာဆင်နယ်အသင်းကလူဝယ်လူရောင်းအသင်းမဟုတ်ဘူးဆိုရင်ပဲအဓိကအာဆင်နယ်မှာရှိတဲ့ပြဿနာကဘာလဲဆိုတော့ကိုယ့်ရဲ့ရောင်းထုတ်ဖို့ပြင်ဆင်တဲ့ကစားသမားတွေဈေးကောင်းမရတာအခုဆိုဗျာဇင်ချန်ကိုတို့ခီဗီယိုတို့လာမယ့်နေရာဒီမှာရောင်းထုတ်မယ်ဆိုလို့ရှိရင်တော့မှဝင်းရင်းစည်းလောက်ပြန်ရရင်ကန်ကောင်းအဲ့လိုအနေထားမှာဒီလိုအာဆာထရိုက်တာတယောက်ရောက်လာတဲ့အခါမှာတစ်ဖက်တည်းကလာပြီးကန်နေတဲ့အခါကိုကရသလောက်ရေခတ်နိုင်မယ်အဲ့တခုတော့ရှိသွားမယ်တရားတခုကတော့ဤဒူးထတ်တော့အများကြီးတားတဲ့အာဆာထရိုက်တာကိုအာဆင်နယ်တို့ပိုင်ဆိုင်သွားတော့မှာပါ နောက်ထပ်သတင်းတစ်ပုဒ်ကတော့စပိန်သတင်းစာ feature ကဖော်ပြထားပါဗောလေမာတီနယ်လီကိုစိတ်ဝင်စားလာခဲ့တဲ့ဘာစီလိုနာအမှန်တကယ်တော့ဘာစီလိုနာကဈေးကွက်ထဲမှာသူစိတ်ဝင်စားတဲ့ကစားသမားတွေအများကြီးများပါတယ် တကယ့်ကတရံဝင်လှုပ်ဖို့ဘတ်ဂျက်ပမာဏနေထိုင်ရမဖြစ်လာခဲ့တဲ့အပြောင်းအရွှေ့ပဲရှိတာဒါပေမဲ့ဘာစီလိုနာနဲ့သတင်းထွက်တဲ့ကစားသမားတွေကဈေးကွက်တမှာအားလုံးနှီးပါလို့တော့ပြောလို့ရတယ်အာဆင်နယ်လိုပါပဲအဲ့လို့ဆိုစပိန်သတင်းစာဖီချက်ကဖော်ပြထားချက်ရလာမယ့်နေရာဒီမှာယူ45တန်နဲ့ကန်လန်းဖို့ပြင်ဆင်နေတယ်ပေါင်အားဖြစ်ဆိုရင်38တသမတတန်ဒီပမာဏနဲ့ကန်လန်းဖို့အတွက်ဘာစီလိုနာကပြင်ဆင်နေတယ်တဲ့ သူကအဲ့လိုတော့ဖော်ပြသွားတယ်ပြီးတော့နောက်တစ်ချက်ကကျတော့ဘန်နာကြီးအချိန်လေးကနီကိုဝီလန်ဒဆိုင်မာတင်နယ်လီကတိုက်စစ်တောင်းမှန်အတွက်ခေါ်ဖို့အပြစ်နိုင်ဆုံးမယ်ဆိုပြီးတော့ feature ကဖော်ပြသွားတယ်အာဆင်နယ်ကလည်းမာတင်နယ်လီရော Trossard ကိုနှစ်ဦးတည်းကတဦးကိုတိုက်စစ်ပိုင်းလူဝဲတဲ့အခါမှာငွေပြန်ဖော်သွားဖို့အင်ကန်းပြောင်းဝင်ဖို့အတွက်ပြစ်မှတ်ထားတဲ့အဖြစ်တွေအတွက်အခုလိုသတင်းတွေထွက်ပေါ်လာတာဆိုပြီးတော့ feature သတင်းဌာနကတော့ကိုကရေးသားသွားတယ်အဲ့တော့ feature ဆိုတာကတော့50 50ရာခိုင်နှုန်းပဲယုံကြည်လို့ရတဲ့သတင်းဌာနသူတို့ကအမြဲတမ်းနှိမ့်စင်သတင်းတွေတင်နေရဖြစ်တဲ့အတွက်ခါကျရင် rumor လေးသူတို့နင်းမိတာ ပဲအဲ့ဆို feature ကဖော်ပြထားကြရဆိုရင်တော့ Arsenal တင်းရဲ့ tactics တာမကစားမှာ Martinelli ကို뇌ရတီမှာ Barcelona တို့က UO 55တန်းနဲ့ကန်လန်းတော့ဖို့ရှိရဆိုပါလေဒါတော့ကျွန်တော်အမျိုးပြောမယ်ဆိုရင်တော့ Arsenal တို့အနေနဲ့ဈေးကွက်တန်ကြီး UO 55တန်းရှိတဲ့ Martinelli ကို UO 55တန်းနဲ့10တန်းအရှုံးခံပြီးရောင်းပါမလား မနေ့ကကျွန်တော်ဖော်ပြခဲ့တဲ့သတင်းအရဆိုလို့ရှိရင်တော့ဈေးကွက်တန်ကြီး UO 55တက်ထပ်ပိုပေးတဲ့အသင်းတွေကိုပဲအာဆီနေကရောင်းချဖို့ပြင်ဆင်သွားမယ်ဆိုတဲ့အချက်လည်းရှိတယ်။အဲဒါဆိုတော့မာတီနေလီကိုအာဆီနိုစပီးထိနိုင်ဖို့တော့များတယ်။လောဆယ်ထရော့ဆက်သတင်းတွေညင်နေပြီးမာတီနေသတင်းတွေဘာကြောင့်ထွက်နေလဲဆိုတော့အိမိတ်ပိုင်းရောအသက်ရွယ်ပိုင်းရောတန်ကြီးအရောတိုးတက်လာနိုင်ချေရှိတဲ့ပိုတရှယ်အရောမာတီနေလီကိုတော်များအသင်းတွေကလိုချင်နေတာ။ဘရာဇီးသားလည်းဖြစ်တဲ့အချက် အလောလောဆယ်တော့ခြေစွမ်းပိုင်းကျနေဆိုမဲ့ greenish shark ရှိခဲ့တဲ့နောက်ဆုံးနှစ်တင်မှာဆိုရင် martinelli ဘလောက်ကောင်းလဲဆိုတော့ arsenal fan တွေလည်းတည်ပြီးသားပဲအဲ့တော့23နှစ်ရဲ့ဘရာဇီးလားကတော့ arsenal နဲ့2029ခုနှစ်ဒီစာချုပ်တတန်ရှိသေးဆိုမဲ့ຫນွေဆိုလို့ရှိရင်စာချုပ်တတန်နှစ်နှစ်ပြပြပဲကျွန်တော်မဲ့အနေထား34ပွဲဒီရာဒီမှာကစားပြီးတော့9ဂိုးသွင်းပြီး၄လုံးဖိုင်ထားတယ်2019လုံးက ituano စီကနေ euro 9တန်းနဲ့ရောက်လာခဲ့ပြီးတော့အခုပြန်ရောင်းမယ်ဆိုရင်တော့အစာမြတ်စွာမြတ်တယ်ဆိုရင်မဲ့ aita ရဲ့အနာဂတ်အစီအစဉ်မှာ martinelli ပါတယ်မပါဘူးဆိုတော့ຫນွေရာဒီမှာစောင့်ကြည့်သွားမှာပါ အကိမ်များထရော့ဆက်ကိုအရင်ရောင်းချဖြစ်ရင်တော့မာတီနယ်လီအပြောင်းရွှေ့ဇလန်နီကထပ်မံပေါ်ပြစရာမလိုတော့ဘူးပေါ့လေဒါပေမဲ့ထရော့ဆက်ကိုရောင်းရခန့်တပြီးမာတီနယ်လီကိုပဲလက်လွတ်ရမယ်ဆိုရင်လေအသင်းတာဝန်ရှိသူတွေကတခုခုတော့ဆုံးဖြတ်သွားနိုင်ချေရှိပါတယ် နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Daily Mail ဖော်ပြထားတာအဲ့ဒါကတော့ Arsenal ရဲ့ဒီလက်ပေါင်း sponsor Basic Yawanda နဲ့ပတ်သက်ပြီးတော့နောက်ဆုံးထွက်ပေါ်လာတဲ့အနေအထားအရဆိုလို့ရှိရင်တော့ဒီနှစ်ထဲမှာပဲဒီ sponsor နဲ့ Arsenal ကလက်တွဲဖြုတ်သွားဖို့ရှိနေပါတယ် Basic Yawanda စီကနေ Arsenal ရဲ့တနှစ်ကိုပေါင်၁၀တန်းလောက်လက်ခံရရှိနေပြီးတော့2018ရဲ့စတင်လက်တွဲလာခဲ့တာပါတနှစ်ကိုပေါင်၁၀တန်းနဲ့အဲ့တုန်းက3နှစ် contract 2021မှာနောက်ထပ်6နှစ် contract ရ2025ခုနှစ်ထပ်ပြီးချုပ်တာပြီးတော့တနှစ်ကိုပေါင်၁၀တန်းတော့ပုံမှန်ရနေတယ် ဲ့တော့လက်ရှိချိန်မှာအာဆင်နယ်ကရဝန္တာပီရင်းမှာ လူခွင့်ရေးချိုးဖောက်မှုတွေကိုအစိုးရရဲ့နောက်ွယ်နေပါဝင်ပတ်သက်နေတဲ့ဒီကုမ္ပဏီနဲ့ပတ်သက်ပြီးလက်တွဲဖြုတ်ဖို့အတွက်နိုင်ငံတကာလည်းဖိအားပေးလာခဲ့တဲ့အတွက်အာဆင်သင်းတာဝန်ရှိသူကလက်တွဲဖြုတ်ဖို့အတွက်ဒါစဉ်းစားလာနေပါလေတစ်ဖက်မှာလည်း basic ရဝန္ဒနဲ့လက်တွဲဖြုတ်လဲလို့တနည်းကိုပေါင်ဆယ်သန်းဆုံးရှုံးသွားမှမှန်ပေမဲ့အဲ့နေရာကိုလက်မောင်းစပွန်ဆာပေးဖို့အလူရဲ့တိုးကျပြီးဝင်လာမဲ့ထိတ်တန်းစပွန်ဆာတွေကလည်းရှိနေတယ်ဒီထက်တောင်ပိုပြီးရာသွားနိုင်ချေရှိရဆိုပြီးတော့ daily media ဖော်ပြထားတယ်ပါလေပေါင်ဆယ်သန်းထက်ပိုပြီး15သန်း20လဲဖြစ်ကောင်းဖြစ်နိုင်ဆိုသူတို့ကတော့ပြောသွားတယ်ဒါမှမသေးကြတခါတော့ဒီစပွန် ်လာနဲ့လက်တွဲဖြုတ်လိုက်တာနဲ့တနည်းကိုပေါင်ဆက်တန်းတော့ချက်ချင်းရက်တန်သွားတော့မှာပေါ့လေအဲ့တော့ဒီသူတို့ကတော့ဒါနဲ့ပတ်သက်ပြီးစပွန်ဆာပေးထားတော့ Arsenal PSG Bayern Munich ပြီးတော့အခြားဒီ basketball တွေကိုအခြားစပွန်ဆာတွေအများကြီးပေးထားတဲ့ကလပ်တွေတော့ရှိသေးတယ်အဲ့တော့ Arsenal ပါဝင်အခြားကလပ်တွေရတယ်ဒီကိစ္စကိုပြန်လည်သုံးသပ်နေပြီးတော့သူတို့ယူထားတဲ့စပွန်ဆာတွေနိုင်ငံရေးမှာပါဝင်ပတ်သက်ပြီးရှုပ်ထွေးတဲ့အနေအထားရှိတဲ့အတွက်နိုင်ငံတကာဖိအားတွေကြားထဲမှာဒီစပွန်ဆာကိုမကြခင်မှာလက်တွဲဖြုတ်သွားဖို့ရှိနေပါတယ် ဒီစီဇန်လေးကိုဒီကောက်ဝင်ကြီးပေါင်းပြီးတဲ့ရှုပေါ်လုံး online အကြုံလဲကျေးဇူးတင်ပါတယ်အမဆော့မဲ့ဆိုတော့ဘိုင်ဘာဖုန်းနံပါတ်တင်ရအောင်6176635တင်ရဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေဖြစ်လို့ငွေပုံရှက်ရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလောင်းတဲ့ဆိုရင် YouTube မှာကိုထုပ်ပေါ်ရှုရိုက်ချပြီးကျွန်တော်အားပေးလို့ရပါတယ် iVac ခွေချကို Sport Internet 93လုံးပြီးတူကိုလည်းကစားလို့ရနိုင်ပါပြီ Sport Internet နဲ့ပတ်သက်ပြီးတော့ application တိတက်ထုတ်ထားရှိပါတယ်ခွန်မှာလာပြီးတော့မေးမြန်းလို့ရပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့အခုဒီနေ့ညသကောင်းရံ ငါးရက်နေ့မနက်ခင်းအစောပိုင်းမှာကဲမဲ့ PSV နဲ့ Arsenal တဲ့တမိုင်းတစ်ချောင်းတစ်လျှောက်တွေ့ဆုံမှုနောက်ဆုံး၅ချိန်ကိုဖော်ပြပေးတော့ပါပါ။ဟိုးရုံးကပထမဆုံးတွေ့ဆုံမှုဖြစ်တွေ့ခဲ့တာတော့2006 2009ဘောလုံးရာသီတုန်းက Arsenal ကသူတို့ရဲ့အင်ကွင်းမှာ PSV ကို1-1တည်ကြခဲ့တယ်။ Alexis Sanchez ကတကိုးသွင်းတဲ့ တစ်ဖက်ကအွန်ကို2020နဲ့2023ဘောလုံးရာသီမှာဂရနိရှာကာရဲ့တလုံးတော်ကိုနဲ့ကိုယ်အင်ကွဲမှာနိုင်ခဲ့တယ်။အဲ့ဒီရာသီမှာပဲဒုတိယအကြော့မှာ PS ပွီတို့ရဲ့အင်ကွဲမှာကျွန်တော်တို့နှစ်ကိုးနဲ့ရှုံးပြီးတော့ယူရိုပါလီကနေထွက်ခဲ့ရတယ်။နှစ်ကိုးပြတ်နဲ့ရှုံးခဲ့တာအဲ့တုန်းက2023 2024ကြံခဲ့တဲ့နှစ်ဘောလုံးရာသီမှာတော့အာဆင်နယ်ကကိုယ့်ရဲ့အင်ကွဲမှာ PSV ကို၄ဂိုးပြတ်နဲ့နိုင်ခဲ့တယ်။အားလုံးအတွက်တကယ့်ကိုပျော်စရာချန်ပီယံလိအုပ်စု ပွဲညာချမ်းလေးပေါ့လေတကယ်ကိုချန်ပီယံလိမှာပြန်ပြီးဝင်ကစားခွင့်ရတဲ့ຢာတိဖြစ်သလိုဂိုးပြတ်နိုင်ပွဲတစ်ခုနဲ့လည်းပုံဖော်နိုင်ခဲ့တဲ့အတွက်အာဆီနယ်ဖန်တွေအရန်ပျော်ခဲ့ရတဲ့နေ့ရက်တွေပေါ့အဲဒီတော့ဆိုရင်ဆာကာထရော့ဆက်ဂျီဆက်နဲ့နောက်ပြီးတော့အိုဒီဂတ်တို့ကတယောက်တကိုးစီသွင်းယူသွားခဲ့တယ်ပြီးတော့ဒုတိယကြော့တွတ်ဆုံမှာဆိုလို့ရှိရင်တော့အန်ကတီးယားလေးဂိုးသွင်းနေဆိုပေမဲ့네덜란드မြေမှာကျွန်တော်တို့ဒီတကိုးတကိုးတည်ကြခဲ့တယ်ဒါအောင်ကြီးချင်းအပြင်네덜란드မြေကကျွန်တော်တို့အတွက်ဆိုရင်တော့ခက်ခဲလို့ပြောလို့ရတယ်နောက်ဆုံးတွတ်ဆုံမှု၅ချိန်မှာ네덜란드မှာသွားပြီးဆော့တဲ့ တချိန်တည်ကြပြီးတချိန်ရှုံထားတာကိုကြည့်ခြင်းအပြင်ဒီနေ့ညပွဲစဉ်မှာအာဆင်နယ်တို့ပေါ်ဆလို့တော့မရဘူးတေလောက်ကန်လာပြီးတော့ကိုယ့်ကိုယ်မှာအနိုင်ကမ်းမယ်ဆိုရင်လေကွာတောက်တက်ဖို့အတွက်အချိန်ဒီပဲအရင်လိုကျွန်တော်တို့လက်သီးလက်မောင်းတန်းနေလို့မရတော့ဘာကြောင့်လဲဆိုတော့အာဆင်နယ်ကတိုက်စစ်မှုစစ်စစ်တွေမရှိဘဲနဲ့ရှိရနည်းနဲ့ဖြစ်အောင်နိုင်ပွဲပုံဖော်ပြီးကမ်းမှာဖြစ်တဲ့အတွက်ဘလို့ရလက်ပဲရလာရလာကျွန်တော်တို့ ဒီဟာကိုလက်ခံနိုင်ရမှာပေါ့လေတရားတစ်ခုကတော့01ဆိုတဲ့ပမာဏနဲ့ပဲဖြစ်ဖြစ်11ဆိုတဲ့ပမာဏနဲ့ပဲဖြစ်ဖြစ်ပြန်လာခဲ့ရင်တော့ဒုတိယကြော့ကိုင်ခွေမှာလုတ်ပိုင်ခွေအပြေဝါနဲ့ quarter final တက်ဖို့အတွက်အခြေအနေကောင်းမယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်အဆုံးထိကြည့်ပစ်တယ်လဲအားလုံးကျေးဇူးတင်ပါတယ်မမေ့နဲ့နော်ဒီနေ့ညမှာအာဆင်နယ်ပွဲရှိပါတယ်9ရက်နေ့မနက်ခင်းအစောပိုင်းမြန်မာစံတော်ချိန်2နာရီခွဲမှာဖြစ်ပါတယ်